မင်္ဂလာပါညစီကွာစာဆောင်မနှုတ်ဆက်တာပါရယ်နိုဝင်ဘာလ9ရက်2025ခုနှစ်တနင်္ဂနွေနေ့တတိုင်းတော်တွင်နိုင်နေသောတရက်သည့်အခြားရနိုင်နေသောအရက်တထောင်ထပ်တာရင်ကောင်းပါ၏ရွှေဆက်လေးခုမြောက်သောစာလံခန်းငယ်တစ်စင်းကောင်းစင်ကတတိုင်းတော်တွင်နိုင် မြင်းကြီးနာမျိုးက grace down တော့အမည်ရှိ ILBC ကျောင်းဆရာမကလေးသည်အရန်နေနေကလေးလုံးလုံးကလေးနှင့်ဖြူဝင်းသောအသားရောင်ရှိပါသည် grace သည်မိခင်မရှိတော့တော့လည်းဖခင်ဖြစ်သူနှင့်အတူ ။တမင်းကြီးပီတာစွာပြင် မောင်နှမများကြောင်းနေနိုင်မှုစူးစမ်းရုံကံပါ၏။ဝေါ်တော်ဆိုင်ကိုလည်းကြောကျင်စွာစီးနေ၍ဖျားရှင်ကိုလည်းအာကုသူဖြစ်ကဘဝဤမှန်ချက်ကိုလည်းမြင့်မြတ်မမထားသည့်ကချင်ပြုံမကလေးသည့်အံ့ဩဖွယ်ခွာရှိပါသည်။မိမိချင်းဤကိုဘယ်တော့မှစိတ်မပြတ်တတ်သူပါ။တနေ့တွင်အင်းပါတာဒီတာ ဝေးလာသောတရုံနေစံတိုင်းကချင်နှစ်ချင်းဖွဲကျော်၏လူငယ်ဓမ္မညီလာခံကိုကျင်းပရာကချင်လူငယ်9000မကတက်ရောက်ဖို့ပြင်ဆင်ထားလေသူမလဲသွားခြင်းတဲ့သူမကြောင်းပိတ်တော့ဓမ္မညီလာခံကတရက်ဖိန်ကျန်တော့တဲ့သူတရက်ကိုမိဖို့သူမသည်အဖို့3-4ရောက်နေအတူမော်တော်ဆိုင်ကယ်ကိုတညလုံးတနည်းလုံးမောင်းနေသွားပါသည် သူမကဲတော့ပင်အဖို့ကချင်မိန်ကလေးများသည်လည်းခရီးချမ်းကိုဆိုင်ခင်ဖြစ်သွား၍နောက်တနေ့မှရောက်လီညောင်းချင်း၍မထိုင်နိုင်ပေတနေ့လုံးမတည့်ရက်လျက်ပွဲမှာပါဝင်ကာဒီသနာကိုနားထောင်၏ဂုံတော်ချင်းမွဲ့၏ရှူတောင်းမထနာပြု၏တငယ်ချင်းများနှင့်တွင်းဆောင်ကမိန်းထာရဖွဲ့ခွေရသည်ဖြင့်ဝမ်းမြောက်ရှူလန်းလျက်ကျေးဇူးတော်ကိုချင်းမွဲ့ကပြန်လာပါ၏ တရတာပါဝင်ရမည်ဓမ္မသမီးအတွက်ပင်မစွာဆူစားခဲ့သောသူမကိုတကယ်ပဲအံ့ဩလျင်ချူမမိပါသည်။ဘုရားရှင်ကိုချီး၍ဘုရားခင်၌ဝမ်းမြောက်ရှင်လန်းသောလူငယ်များသည်ကိုရောဤဂိယုပြုခြင်းကိုခံရပါသည်။သွေးဆောင်ခြင်းအမျိုးမျိုးရှိသောယခုကာလမှာလူငယ်များသည်ဘုရားခင်ကိုရှာဖွေရန်လဲလိုအပ်ပါသည်။ကောင်းသောပတ်ဝန်းကျင်တနည်းအားဖြင့်ယုံကြည်သူပတ်ဝန်းကျင်နိုင်မွေလျော်ရန်ရှိနေဖို့ရန်ကြိုးစားရပင်လိမ့်မည်။လူငယ်များအတွက်ပတ်ဝန်းကျင်သည်အရေးကြီးသောကြောင့်ကြိုးစား၍နေရာချဖို့ရန်လိုအပ် ပါသည်မိမများကလည်းလူငယ်များသွားရလမ်းမ၌ဆုံးမသူတင်ရပါမည်အားလုံးဖျားသိကောင်းချီးပေးပါစေ